အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရသည်မှာရောက်ရှိလာခဲ့တဲ့ချမ်းသာတဲ့ချိန်မလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်တူအနေပါအဲ့ဒီဘူရှန်ဆိုတဲ့အကောင်နဲ့နင်းနဲ့ကလုံးဝသဘောမတူနိုင်ဘူးတမီးတမီးကတော့လက်ထပ်မယ်ဆိုရင်သူနဲ့ပဲလက်ထပ်မယ်ဖေဖေသူနဲ့တော့လက်မထပ်ရဘူးဆိုရင်တော့တမီးဘယ်သူနဲ့မှလက်ထပ်မှာမဟုတ်ဘူး နေတလောက်တောင်မှခြေကြနေမယ်ခေါင်းမာနေအောင်မယ်ဆိုလို့ရှင်တော့အမွေပြတ်ဆွန့်လွှတ်ရှားလိုက်မယ်။ငါစီကအမွေတပြားတစ်ချက်မှရဖို့အတွက်စိတ်ကူးရှင်မနေနဲ့။ရှားတယ်ဖဖေဖဖေရဲ့ပိုင်ဆိုင်မှုတွေအားလုံးဖဖေရှိမှာပဲရှုထားလိုက်။သမီးဒီရင်ကနေသွားပြီ။သမီးရဲ့မိဘတွေပြောနေတဲ့စကားကိုနားထောင်စမ်းပါ။အဲ့ဒီဘူရှန်ဆိုတဲ့ကောင်ကကောင်းတဲ့ကောင်လည်းမဟုတ်ဘူး။ဟုတ်တယ်မမရဲ့။မမေပြောတဲ့စကားမှန်တယ်တိလား။အဲ့ဒီလူကမမကိုဒုက္ခပေးလိုက်မယ်။မမကိုလှည့်စားသွားလိုက်မယ်။အားလုံးကအရာကိုမနာလို့ဖြစ်နေကြတာကျမအားလုံးသိရဲ့။ သူကအဲ့လိုလူမျိုးမဟုတ်ပါဘူးဆိုနေမှာပဲလူတွေပြောကြတာမှန်ပါတယ်ချစ်မိပြီးဆိုရင်တော့စဉ်းစားနိုင်စွမ်းတွေလုံးဝကုံဆုံးသွားကြပါတယ်ဒါကြောင့်ဒီတီကိုရိုင်းကလည်းသူ့ရဲ့ချစ်တူဘူရှန်ကဘယ်လိုလူမျိုးလဲဆိုတာနားမလည်နိုင်ခဲ့ပါဘူးသူ့ရည်စော်ကိုအရန်ယုံကြည်နေခဲ့တဲ့နေတီတယောက်အိမ်ကနေထွက်လာခဲ့ပါတယ်ဒီနောက်သူဘူရှန်နဲ့တွေ့တွေ့ခဲ့တဲ့အခါမှာတော့သူအတော်လန့်ဖြန့်သွားခဲ့ရပါတယ်ကဲဘူရှန်ကြီးကျွန်မရှေ့ကိုယုံကြည်ပြီးအိမ်ကနေဆင်းလာခဲ့ရအိမ်ကသူတွေနဲ့အကြီးအကျယ်ရှမ်းဖြစ်လာခဲ့ပြီးပြီ အခုဘယ်လိုမဆိုကျမအင်ကိုလည်းပြန်လို့မရတော့ဘူးဆိုတော့ရှင်နဲ့ဒီနေ့ပဲလက်ထပ်မယ်ဟဲနေတိရလည်းဒါဘလို့စကားတွေပြောနေရလဲလက်ထပ်မယ်နင်းလိုမင်းကလေးတွေအများကြီးငါ့ကိုချစ်ကြတယ်ငါဘယ်နှစ်ယောက်လောက်လဲလိုက်ပြီးတော့လက်ထပ်နေရမှာလဲဟဲနင်းဒါဘလို့စကားတွေပြောနေရလဲဘူရှန်ရဲ့ငါအမှန်အတိုင်းပြောနေရလေနေတိရဲ့အခုချိန်ထိဘာမှပြက်စီးသေးတာမရှိဘူးနင်းအင်ကိုပြန်သွားလိုက်တော့နောက်နေပဲတော့မှငါနဲ့လာမတွေ့တော့နဲ့ကြားလားဒီစကားကိုကြားခဲ့ရတဲ့အခါမှာနေတိတယောက်အသက်ထွက်သွားတယ်လို့ကိုခန်းစားလိုက်ရပါတယ် သူကတော့အင်္ဂါသူရိစကားကိုနားမထောင်ခဲ့တာအတော်လေးဒုက္ခရောက်သွားခဲ့ပါပြီ။ဒီနောက်သူကလည်းဘာမှရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာတော့ကိုယ့်အကိုအဆုံးစီရင်ပြစ်ဖို့ကိုပဲစဉ်းစားလိုက်ပါရဲ့။ငါအခုဘလို့မျက်နှာမျိုးနဲ့အိမ်ကိုပြန်ရမှာလဲ။ငါ့ရဲ့စာငါ့ကိုစွန့်ပစ်လိုက်ပြီးငါကမိသားစုဝင်တွေအကောင်လုံးနဲ့ရန်ဖြစ်ပြီးတော့သူနဲ့အတူတူနေမယ်ဆိုပြီးတော့ထွက်လာခဲ့တာ။ငါတေးရပဲကောင်းတယ်ဟာတေးပဲတေးလိုက်တော့မယ်။ဒီလိုနဲ့သူမကလည်းစဉ်းစားများတဲ့အဆုံးမှာတော့ယထာတန်လန်းပေါ်သွားပြီးကိုယ့်အကိုတတ်သိဖို့အတွက်ဆုံးဖြတ်လိုက်ပါရဲ့။ ဒီနေရာမှာလည်းသူမသေးဆုံးခွင့်မရလိုက်ပါဘူး။ကောင်းလေးတယောက်ရောက်ရှိလာခဲ့ပြီးသူမကိုကယ်တင်ပေးခဲ့ပါရည်။ခမရပုံစံလေးကိုကြည့်ရတာပညာတတ်တယောက်လိုမျိုးပဲ။ဘာဖြစ်လို့များကိုဟောက်ကိုတတ်သေးဖို့အတွက်ကြိုးစားနေရတာလဲဗျာ။တတ်သေးလိုက်ရုံနဲ့ပြဿနာတွေအကုန်လုံးဖြေရှင်းပြီးသားမဖြစ်သွားပါဘူး။တတ်သေးတာကဖြေရှင်းချက်မဟုတ်ဘူးလေ။မသိဘူး။ကျမရဲ့ပြဿနာတွေအကုန်လုံးကကျမတိတ်သွားမှအေးမှကျမကိုတိတ်ခွင့်ပေးစမ်းပါရှင်ကျမကိုတိတ်ခွင့်ပေးစမ်းပါကျမဘသူ့ကိုယုံကြည်ပြီးတော့အသက်ရှင်ရမှာလေရှင်မတတ်တိရှိလားရှင်ကျမနဲ့လက်ထပ်ရလားပြောလေပြော အရင်ဆုံးမင်းဘာတွေဖြစ်ဖြစ်ခဲ့ရလဲဆိုတော့ငါ့ကိုပြောပြစမ်းပါပြီးွားရင်တော့ဘာလုပ်ရမလဲဆိုတာစက်ပြီးစဉ်းစားကြတာပေါ့အရှင်ရလူကမေးခဲ့တဲ့အခါမှာနေတီကလည်းတမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအားလုံးကိုပြောပြလိုက်ပါတယ်ဒီနောက်မှာတော့တမငိုကျွေးနေရင်ပြောလိုက်ပါတယ်ရှင်ပဲတမကိုပြောစမ်းပါဦးကျွန်မဘလို့မျက်နှာမျိုးနဲ့အိမ်ကိုပြန်ရမလဲတကယ်တော့မင်းရဲ့ပြဿနာကကြီးရော်လဲကြီးပါတယ်ပြဿနာကအရမ်းများလို့နဲ့မင်းအနေနဲ့အိမ်ကိုပြန်သွားတာအကောင်းဆုံးပဲ မဖြစ်ပါဘူးရှင်ကျမမိဘတွေအားလုံးကျမကိုပြောဆိုပြီးအထင်သေးကြမှာပေါ့ကျမအိမ်ကိုပြန်လို့ဘယ်ဖြစ်ပါမလဲအိမ်ကိုမပြန်ဘူးမင်းလိုမျိုးအရန်ချမ်းသာတဲ့မင်းကလေးကိုငါ့ရဲ့အိမ်မှာလဲငါမထားနိုင်ဘူးလေကွာမင်းကစင်ရဲတဲ့ငါ့လိုမျိုးအလောက်ချမ်းသမားတယောက်ရဲ့အိမ်မှာဘလို့နေမလဲရရရရှင်ဘလို့နေလဲအဲ့ဒီပုံစံအတိုင်းပဲကျမလည်းနေတတ်တယ်ချမ်းသာတဲ့သူတွေနဲ့ပတ်ဆံရှိတဲ့သူတွေရဲ့အကျင့်အကြောင်းကိုတော့ကျမသိပြီးတော့ပြီကောင်းပြီလေမင်းဒီလောက်တောင်မှစိုက်ရထပ်တန်နေရဲဆိုလို့ရှင်တော့ငါမင်းနဲ့အတူတူရှိနေပေးဖို့အတွက်အဆင်အထက်ပဲဟုတ်ပြီလား ဒီလိုနဲ့ချမ်းသာတဲ့အိမ်ကတမိလေးဖြစ်တဲ့နီတီဆိုတဲ့မိန်းကလေးကလည်းအခြေအနေအရကြောင်းဆင်းရဲတဲ့အိမ်ကကောင်းလေးနဲ့လက်ထပ်ပြီးချွေမအနေနဲ့လိုက်သွားခဲ့ပါပြီ။သူကလည်းဂေါ်တမ်ဆိုတဲ့ကောင်းလေးနဲ့လက်ထပ်ပြီးနောက်မှာတော့ရခမအိမ်ကိုလိုက်သွားခဲ့ပါရဲ့။ဂေါ်တမ်နဲ့အတူတူမိန်းကလေးတယောက်အိမ်ကိုရောက်လာတာတွေ့ခဲ့ရတဲ့အခါမှာတော့မိဘတွေနဲ့ညီမလေးကတော်လေးအံ့အားသင့်နေခဲ့ရပေါ့။ဒါလေးဒါပဲသူလဲတာရဲ့အဖေဒါအဖေရဲ့ချွေမလေးသူ့ရဲ့နာမည်ကနီတီတဲ့။ဒါနင်လက်ထပ်လိုက်တဲ့နင်ငါတို့ပြောတော့မပြောဘဲနဲ့လက်ထပ်လိုက်တယ်ဟုတ်လား။ ဒါနဲ့ချွေးမလေးကငါတို့နဲ့အဆင်အတန်းအတူတူပဲလားသူကစင်းရဲတဲ့အိမ်ကမင်းကလေးတယောက်မဟုတ်လားအမေရလေဗျာကျွန်တော်လိုမျိုးအလောက်ကျန်းတွေလုံနေရတယ်သူတယောက်ကိုဘယ်လိုမျိုးချမ်းသာတယ်မင်းကလေးကလက်ထက်ချင်မလဲစင်းရဲတဲ့အိမ်ကမင်းကလေးတယောက်ကပဲလက်ထက်မှာပေါ့အမေရလေဘာလို့ဒီလောက်တောင်မှစကားတွေအများကြီးပြောနေရလဲရောင်မောင်အိမ်ထဲကိုပေးဝင်လိုက်တော့လေလာခဲ့လေရောင်မရဲ့ကျမတို့အိမ်ကိုအခုမှပထမဦးဆုံးရောက်လာတာဆိုတော့ကြိုးစိုးရမှာပေါ့အေးအေးအေးဟုတ်တယ်ဟုတ်တယ်ချွေးမလေးကိုအိမ်ထဲကိုဝင်ခိုင်းလိုက်တော့လေ နေတီကလည်းခမောင်းအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့သူတို့အိမ်ရဲ့အခြေအနေကိုတွေ့သွားခဲ့ပြီးတော့အတော်စိတ်ပြတ်သွားပါတယ်။ဒီမှာထိုင်ဖို့အတွက်ဆိုဖာလည်းမရှိခုံလည်းမရှိအိပ်ဖို့အတွက်ကဒင်းတောင်မရှိပါဘူး။အဲ့ဒီအချိန်ကစောင်းရတီကြီးဖြစ်ပါတယ်။နေတီတယောက်တော်လေးဒုက္ခဆင်းရဲတွေကိုတွေ့ကြုံနေခဲ့ရတာပေါ့။သူမဆောင်းအပြဲလေးနဲ့အဲ့လိုလုံးဝမပြောခဲ့ပါဘူး။အမလေးဆင်းရဲတာအတော်လေးဒုက္ခရောက်တာပဲ။ဒီဘဝကငါဘလို့အသက်ရှင်ရမှာလဲ။ဒီလိုနဲ့ပဲအချိန်တွေကုံဆုံးလာခဲ့ပါတယ်။ နေတီကလည်းဆင်းရဲတဲ့သူ့ယောက်ျားရဲ့အိမ်မှာနေရတာတဖြည်းဖြည်းအသာကျလာနေခဲ့ပါပြီ။အိမ်ရဲ့အလုပ်တွေအားလုံးကိုသူမတယောက်ထဲတိုင်ကန်လုပ်ပါရီ။အဖေနဲ့အမေဒီမှာကျမထမင်းချက်ပြီးသွားပြီးထမင်းစားလိုက်ကြပါအောင်ရှင်။အေးအေးချွေးမလေးရေပေးပေးပေးငါတို့လည်းဘိုက်တွေတအားကိုစားနေတာချွေးမလေးရေခေါ်တမ်းနဲ့ဒီပြားတို့ရောထမင်းစားပြီးသွားပြီလားသမီးရဲ့။စားလိုက်ပြီအမေစားလိုက်ပြီကျတော့ထမင်းစားပြီးသွားပြီ။နေတီအားလုံးကိုထမင်းကျွေးပြီးနောက်မှာတော့ပကံနဲ့ထက်ကြည့်လိုက်တာထမင်းတွေမရှိတော့ပါဘူး။ ထမင်းကလည်းတစားမမကြံတော့ဘူးဒီနေ့ငါဘာမှမစားဘဲနဲ့အိရအောင်မယ်နဲ့ကြိုးပါတယ်နေတိရဲ့နေအားလုံးမကြွေးခင် နေအတွက်စားဖို့ဖယ်ထားတဲ့တာဗောဟဲ့နေနေရမှာငါလည်းမစားဘဲနဲ့အိလိုက်လို့ရတာပဲကျမတယောက်အလုံးရှိနေရတာနဲ့ရှင်အားအငတ်ခံပြီးအိတ်เสียလာအဲ့လိုမျိုးတော့ကျမရှင်အောင်လုံးဝဖြစ်ခွင့်မပေးနိုင်ဘူးကောတမ်းကြီးကောတမ်းနဲ့သူ့ရဲ့မိသားစုဝင်တွေအားလုံးကနေတိကိုအရန်ချစ်ကြတဲ့အတွက်သူမတတ်တိတွေရှိလာခဲ့ပါတယ်သူကလည်းကောတမ်းနဲ့အတူတူတတ်အလုံးနဲ့ထိုင်သွားဖို့အတွက်စဉ်းစားထားခဲ့ပါတယ် တရမှာတော့သူမပြောလိုက်ပါတယ်ကဲခေါ်တမ်းမြေကျမလည်းရှင်းတဲ့အတူတူအလုပ်လိုက်လို့ဖို့အတွက်စဉ်းစားထားတယ်။အော်နေတည်ရဲ့ဒါဘလို့ပြောနေရလဲ။ယာဒီဦးတို့ကအရန်ကိုအေးလို့နေတယ်ဆိုတော့ကိုနေလည်းတည်ရဲ့သားနဲ့ဟာဒီအခြေအနေကြီးမှနေဘလို့အလုပ်လုပ်မလဲ။နေရတသက်အလုံးချမ်းချမ်းသာသာနေလာခဲ့တဲ့တို့ဆိုတော့ဒီအလုပ်တွေကိုလုပ်နိုင်မှမထင်ဘူး။ကျမလုပ်နိုင်ပါတယ်ခေါ်တမ်းမြေယာဒီဦးတို့ကိုလည်းကျမဂရုမစိုက်ဘူး။ကျမရှင်းတဲ့အတူတူအလုပ်သွားလုပ်ချင်တယ်ဒါပဲ။နေတည်ရဲ့တတ်တီရှိမှုနဲ့ချက်ချင်းမြတ်တော်တွေကိုတွေ့ရှိခဲ့ရတဲ့အချိန်မှာခေါ်တမ်းဘာမှမပြောနိုင်တော့ပါဘူး။ အရင်နေ့ဆောက်ပြီးနေသည်ကလည်းကောတမ်းနဲ့အတူတူအလော့တွေကိုလုပ်ခဲ့ပါတော့တယ်။နေ့ရောင်လုံးကျိုးစောပန်းစောနဲ့အလုံးလုံးနေခဲ့တဲ့တော့သူတို့အိမ်ရဲ့အခြေအနေကလည်းတိုးတက်ကောင်းမွန်လာခဲ့ရပါဘော။မိသားစုတွေကလည်းကလည်းအချိန်မှန်စားတောင်းနိုင်ခဲ့ကြပါတယ်။အေးအေးတန်ကနေလုကင်းဖို့အတွက်အားလုံးစီမအဝတ်အစားကိုစီလဲရှိခဲ့ကြပါပြီ။ကြည့်ပါဦးငါချွေမလေးအိမ်ကိုရောက်လာတာငါတို့အရင်အကန်ကောင်းနေနော်။ချွေမလေးရောက်လာတာနဲ့ဒါနဲ့အတူတူအလုပ်ကျိုးစားလိုက်ကြတာငါတို့ဘဝတွေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပြီ။ဆောင်းရသည်မှလည်းငါတို့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပြီ။အေးအေးချမ်းချမ်းနေစရာမလိုတော့ဘူး။ စားတော့ကိုလည်းအချိန်မှန်စားရတယ်ဆွဲတာရီရှိတဲ့အတွက်အရင်နှစ်တွေတုန်းကလိုမျိုးအေးတဲ့ခဲရတဲ့ကြားတယ်နေမကောင်းလည်းမဖြစ်တော့ဘူးဟုတ်ပါတယ်ဖခင်တခင်ဒီလိုကောင်းတဲ့ချွေးမလေးအားလုံးပေးပါစီတဖက်မှာနေတီးရမိသားစုဝင်တွေကတော့နေတီးကိုစွန့်လောက်ခဲ့ပါပြီမိခင်ဖြစ်သူကတော့တမီးလေးကိုမစွန့်ပြနိုင်ခဲ့ပါဘူးသူမအမြဲတမ်းတမီးလေးကိုတရီရောက်ပြီးငိုကြွေးနေတတ်ပါတယ်ငါရဲ့တမီးလေးဘာဖြစ်နေလဲမသိပါဘူးငါတို့တမီးလေးတိမ်မြောက်တိတ်သွားပြီလားမသိဘူးနော်သူရဲ့အမားတစ်ခုကြောင့်သူရဲ့ဘဝတစ်ခုလုံးဆုပ်ပြတ်တတ်သွားလေ မိဘတွေကိုကလန်ကဆန်လုပ်မယ်ဆိုလို့ရှင်တော့ဒီလိုပုံစံပဲဖြစ်မှာကျမလက်မခံပါဘူးကျမလက်မခံဘူးကျမရဲ့တမီလေးကျိန်းတွေပေါ့အသက်ရှင်နေအောင်မှာမဖြစ်နိုင်ပါဘူးအသက်ရှင်နေအောင်မယ်ဆိုလို့ရှင်တော့ငါတို့တို့တွေ့မှာပေါ့ဟာအချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးတရက်မှာတော့အေးအေးတန်အရန်လွန်ကဲနေခဲ့ပါတယ်သူတို့အလုံးသွလုံးနေတဲ့နေရာကလူတယောက်ကပြောလိုက်ပါတယ်ဟေးခေါ်တမ်းကြီးဟိုအရှိမောင်တထင်းမောင်ကြီးတယောက်ကဆင်းရဲသားတွေကိုထမင်းဝေပေးနေတယ်ထမင်းကပူပူနွေးနွေးလေးဆိုတော့သွားစားကြရအောင်လေအေးသွားကြမယ်လေသွားကြတော့ပေါ့နေတိရေမင်းလိုက်အတူတူလိုက်ခဲ့လေ အေးလိုက်ခဲ့မယ်ငါလည်းဘိုက်စနေပြီဒီလိုနဲ့အလုပ်သမားတွေအကုန်လုံးကထမင်းဟင်းတွေကိုယူပြီးထိုင်စားတောက်ခဲ့ကြပါတယ်နေတိထမင်းသွားယူခဲ့တဲ့အခါမှာတော့သူမအတော်လေးအံ့အားတင်သွားခဲ့ပါတော့တယ်မေမေသမီးလေးငါရဲ့သမီးလေးနင်ဒီမှာဘာလုပ်နေရလဲနင်အခုထိအသက်ရှင်နေသေးရဲ့ဟုတ်လားလာပါသမီးရဲ့အမေကိုလာဖတ်ထားပါအောင်သမီးလေးရဲ့ရောဆိုပြီးနောက်မှာမိခင်ဖြစ်တော့ကသမီးလေးကိုဖတ်ထားလိုက်ပါတယ်သမီးလေးအောင်လို့အကြိုင်းကိုနေခဲ့ကြပါတယ်တဖက်မှာအလုပ်သမားတွေအားလုံးကဂျာကိုမြင်တွေ့ရပြီးအံ့အားတင်နေခဲ့တာပေါ့ ။သမီးရဲ့အမေစင်းရဲသားတွေကိုအမြဲတမ်းအလိုတန်လှုပ်ပြီးတော့ဆူတောင်းနေခဲ့တာ။ငါ့ရဲ့သမီးလေးကိုငါအမြန်ဆုံးပြန်ရှာတွေ့ပါစေဆိုပြီးတော့လေ။သမီးကအမေရဲ့သမီးမဟုတ်ဘူးအမေ။အမေသမီးကသေသွားပြီ။သမီးအတွက်ဒါကနောက်ထပ်ဘဝအသစ်တစ်ခုပဲ။ဘာတွေပြောနေရလဲသမီး။ကဲလာသမီးအမေနဲ့အတူတူအိမ်ပြန်ကြမယ်။သမီးအင်ကိုလိုက်ခဲလို့မရတော့ဘူးအမေရဲ့သမီးကစင်းရဲတဲ့အလောက်ကျန်သမားတယောက်ရဲ့မိန်းမဖြစ်နေပြီသမီးဒီမှာပဲနေမယ်ပြောဆိုပြီးနေသီးကလည်းခေါ်သားနဲ့အတူတူထွက်သွားလိုက်ပါတယ်ဒုက္ခပဲငါ့ရဲ့သမီးလေးဘာတွေဖြစ်သွားခဲ့လို့ဒီလောက်တောင်မှစိတ်ထဲမှာကြောသွားရတာလဲ သူကဆင်းရဲတဲ့အိမ်ကချွေးမာလီအောင်ဖြစ်နေပြီပဲသူ့သမီးနဲ့တွေ့ပြီးနောက်မှာမိခင်ဖြစ်တော့ကတော့စိုးရင်ပူပန်နေခဲ့ပါတယ်ရမေရှ်နဲ့နီရှာတို့နှစ်ယောက်လုံးဒီအကြောင်းတွေကိုသိရှိသွားခဲ့တဲ့အခါမှာအလုံးစိုးရင်ပူပန်သွားခဲ့ကြပါတယ်ဒါကြောင့်မိသားစုဝင်တွေအကုန်လုံးကချက်ချင်းပဲနေတီနဲ့တွေ့ဖို့အတွက်ရောက်ရှိလာခဲ့ကြပါတယ်ဘလို့မဆိုဂေါ်တမ်ဗမာနေထိုင်နေရလဲဆိုတော့ကိုတီအောင်လုပ်ပြီးနောက်မှာတော့လိုက်လာခဲ့ကြပါတယ်နေတီကလည်းသူ့ရဲ့မိဘတွေကိုအဆောင်အလင်တွေ့မြင်ခဲ့ရတဲ့အခါမှာတော့ဝမ်းနဲ့လုံးလုံးမျက်ရည်ကျလာခဲ့ပါတယ်ဖာခင်ဖြစ်သူကလည်းသူ့သမီးလေးကိုမျက်ရည်တုပ်ပေးနေရင်ပြောခဲ့ပါတယ် ။တမီးရဲ့အဖေကိုခွင့်လွှတ်ပါကွယ်။အဖေနဲ့ဒေါသအရန်ကြီးနေရနဲ့ဘာရီဘာရီပြောခဲမိမှန်ကိုမသိတော့ဘူး။အဖေပြောတဲ့စကားတွေအကုန်လုံးအမှန်ပါတယ်အဖေရဲ့။တမီးကသာမမှန်ကန်တဲ့သူတယောက်ကိုချစ်ခဲ့မိတာမယုံကြည်တဲ့နဲ့သူကိုယုံကြည်ခဲ့မိတာလေ။ဒါဆိုရင်ဘလို့ဖြစ်ပြီးတော့ဒီကောင်လေးရဲ့အိမ်ကိုရောက်လာတာလေ။နေတီကလည်းသူ့အကြောင်းလေးအားလုံးပြောပြလိုက်ပါရယ်ဒီအချိန်မှာအားလုံးဝမ်းနဲ့သွားခဲ့ပါရယ်ရမေ့ရှ်ကလည်းသူ့သမီးနဲ့တမန်နှစ်ယောက်လုံးကိုဖတ်ထားလိုက်ပါရယ်ဒီနောက်နေတီရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်းလွှဲပြောင်းပေးအပ်ခဲ့ပါတော့တယ် ဒီနောက်မှာနေတီနဲ့ခေါ်သမ်းတော်နှစ်ယောက်ဆောင်ရံဘွားကလည်းအရန်ကိုပြောစီရကောင်းသွားပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဒုက္ခရောက်ခဲ့ရတဲ့ချိန်မှလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။စီမောပြောတာကတော့အာနန္ဒကသူရဲ့မိဘတွေအတွက်တူဦးဒီတော်သားလေးတဲ့။ကောင်းတာပေါ့တူဦးဒီတော်သားဆိုတော့ငါရဲ့တမီးလေးကကောင်းကောင်းမွန်အဲ့ဒီအိမ်မှာနေခွင့်ရမှာလေ။ငါဘက်ကနေပြီးရောဒီမင်္ဂလာပွဲကိုသဘောတူလက်ခံတယ်လို့တမန်လိုက်လို့ရတယ်ကွာ။အမလေးကျမကရောဒီမင်္ဂလာပွဲကိုညှင်းပယ်နေရမှို့လို့လားရှင်။ ကျွန်မဘက်ကနေပြီးတော့လေဒီမင်္ဂလာပွဲကိုသဘောကျလက်ခံပါရယ်အနန္တကသူ့ရဲ့မိဘတွေအတွက်တိုဒီတော်သားလေးဆိုပေမဲ့သူ့မှာအမ10ယောက်တောင်မှရှိပါရယ်အမ9ယောက်ကလက်ထပ်ပြီးသွားပြီးဆိုပေမဲ့သူမနောက်ထပ်ညီမ9ယောက်ကြာမှသေးတယ်သူတို့ကတော့အိမ်အောင်မကြခဲ့ကြသေးပါဘူးဒီအကြောင်းလေးကိုစီမားနဲ့သူရဲ့မိဘတွေကလုံးဝမသိခဲ့ကြဘူးလေဒါကြောင့်စီမားနဲ့အနန်းသင်လက်ထပ်ပြီးရောက်ကမအိမ်ကိုရှောက်လာတာနဲ့သူရဲ့ရောင်မ10ယောက်ကိုတွေ့ရပြီးအတော်လေးအံ့အားသင့်ခဲ့ရတာပေါ့ ရောက်မှဖြစ်သူကလည်းချွေမလေးကိုပြောလိုက်ပါတယ်။ကဲချွေမလေးငါတို့ကြိုးစိုးပွဲစတင်မယ်နော်။ဒါနဲ့အမေဒီမှာရှိတဲ့မိန်ကလေးတွေအကုန်လုံးကအိမ်နီးချင်းတွေလား။ဒါမှမဟုတ်ဆွေမျိုးတွေကမိန်ကလေးတွေလား။ဟဲ့ချွေမလေးနင့်ကိုအာနန်ကဘာတခုမှပြောပြမထားဘူးလား။သူ့မှာအမရိညီမရိဆယ်ယောက်ရှိရဲ့လေ။သူကသူ့ရဲ့အမရိညီမရိဆယ်ယောက်လုံးရဲ့တအိုးဒီတော်မောင်လေးအကိုပဲ။မိန်ကလေးဆယ်ယောက်တောင်ရှိတဲ့အိမ်ကိုရောက်ရှိလာခဲ့တဲ့ဆိုတော့ချွေမအစ်တက်လေးတီးရှိသွားခဲ့တဲ့အခါမှာအတော်လေးအာအာတင်ပြီးလမ်းဖြန့်သွားခဲ့ရပါတယ်။ သူမစိတ်ထဲကနေပြီးတော့လည်းပြောနေခဲ့မိပါတယ်။ကြောက်စရာကောင်းလိုက်တာတယောက်ဆိုရင်တော့မှအတော်လေးကိုလမ်းစရာကောင်းနေပြီးဆယ်ယောက်တောင်မှကဲချွေးမလေးနေပါရီကိုများစဉ်းစားနေရလေအဆင်ပြေရလား။အမေရဲ့ရောင်မကကျမတို့ဆယ်ယောက်လုံးကိုမြင်ပြီးအတော်လေးအံ့အားသင့်သွားပြီးနေကြတယ်ဟုတ်တယ်မလား။ဒါပေါ့ရှင်ရောင်မဆယ်ယောက်ကိုတွေ့ပြီးဘယ်သူကမှမလန့်ဖြန့်ပဲနေပါလိမ့်မလဲ။ရောင်မတယောက်ရှိတယ်ဆိုရင်တော့မှကောင်းကောင်းနေခွင့်မပေးတာလေ။အခုရောင်မဆယ်ယောက်တောင်မှဟုတ်ဖျားသခင်ဒီစစ်တပ်ကြီးရဲ့လက်ထဲကနေကျမကိုကြီးကဲတင်ပေးပါအောင်ရှင်ကျမအတော်လေးကိုစိုင်းညက်နေပြီ ပြောဆိုပြီးနောက်မှာတော့စီမားကလည်းတယောက်ကြားနဲ့တူတူအခန်းထဲဝင်သွားခဲ့ပါတယ်။သူကလည်းအနန်းကိုတတော်လေးစိတ်ဆိုးနေခဲ့ရပေါ့။စိတ်ကောင်းနေရင်လည်းပြောလိုက်ပါတယ်။တယောက်နှစ်ယောက်ဆိုရင်လည်းထားလိုက်ပါတော့။ရှင်မအမတွေညီမတွေကဆယ်ယောက်တောင်မှအေးလေဘာဖြစ်လို့လဲ။ဘလို့မစုံငါကတော့တယောက်သေးပဲလေ။ငါကလည်းငါရဲ့အမတွေညီမတွေကိုရှာကြွေးရမယ့်သူမှမဟုတ်ကြပဲ။ဒါပေမဲ့ချက်ပြီးတော့ကြွေးရမှာကကျမလေးကျမတို့အကုန်လုံးကိုချက်ကြွေးရမှာပေါ့။မင်းဘာမှချက်စရာမလိုပါဘူးကွာ။ငါရဲ့အမတွေကလည်းထမင်းဟင်းချက်ပြုတ်တာအယောင်တော်ကြတယ်။ ပြီးတော့တို့ထမင်းဟင်းချက်ပြုတ်ရတာကိုဝါသနာနဲ့အရန်ပါကြတာတို့ထမင်းတွေထိုင်ပြီးချက်ပြုတ်နေတဲ့အချိန်မှာမင်းအေးအေးစိစိထိုင်စားနေလို့ရတယ်တိလားအခုလိုမျိုးပြောနေခဲ့တဲ့အချိန်မှာပဲရောင်မတွေအကုန်လုံးကမင်္ဂလာဦးအခန်းနဲ့ကိုစစ်တပ်ကြီးတထလိုမျိုးဝင်လာခဲ့ကြပါတယ်ကျမတို့ရောင်မတကယ်အရန်ချောတာပဲရှင်မသိရင်တော့ရုတ်ရှင်တဲကမင်းသမီးလေးကြာနေရောอืมဟုတ်တယ်ငါငါဆိုလို့ရှင်တော့မင်းသမီးတပားလို့လှပနေတယ်ဆိုပေမဲ့နင်တို့ကိုကျွေးနေရင်ကျွေးနေလှုပ်ပင်းလှုပ်ပင်းနဲ့ငါကတော့အလौဒမယောပေါ့တော့မှာကျင်းနေတယ် ။ဘာရီမြောင်စဉ်းစားနေရလဲရောက်မရေးအစင်ရောက်ပြည့်ရလား။ဘာမှမစဉ်းစားပါဘူး။ဒါနဲ့နေတော့အားလုံးငါ့ကိုနံပါတ်တွေကိုလည်းပြောပြအောင်လေ။ကျမရဲ့နံပါတ်ကအန်ဂျူပါ။အားလုံးထက်အကြီးဆုံး။တန်တဲ့သူတွေကတော့မန်ဂျူ၊စန်ဂျူ၊လတာ၊မမ်တာ။ကျမတို့ညီမငါးယောက်ကတော့လက်ထပ်ပြီးသွားခဲ့ပြီလေ။ဒါနဲ့ရောက်မရေးကျမရဲ့နံပါတ်ကလာလိပါ။ကျမဒီထဲမှာအငယ်ဆုံးရှောင်းမရဲ့အငယ်ဆုံးရှောင်းမလေးပေါ့ကျမထက်အကြီးကတော့နီတာစီတာဗဗီတာဗဗီသားထက်အကြီးကတော့ရေခါ ဒုက္ခပါပဲသူတို့နာမည်တွေကငါတခုမှမှတ်မိဘူးသူတို့နာမည်တွေအကုန်လုံးကငါရေးမှတ်ထားမှနဲ့တူပါတယ်အဲ့ဒီတော့မှပဲငါဘယ်သူကဘာနာမည်လဲဆိုတာကိုမှတ်မိမှလीအချိန်နှစ်ရက်လောက်ကတော့ဒီပုံစံအတိုင်းပဲပျော်ရွှင်စွာနဲ့ကုန်ဆုံးသွားခဲ့ပါတယ်နောက်တစ်တည်းရရောက်ရှိသွားခဲ့တဲ့အခါမှာရခမကိုရိုင်းကလည်းသူ့ရဲ့သမီးတွေအားလုံးကိုခေါ်ပြီးမိဖို့ခံနေဝင်လာခဲ့ပါတော့တယ်ချွေးမလေးစီမောင်ဒီနေ့မိဖို့ခံနေမှာထမင်းဟင်းတွေကိုချွေးမလေးကိုရိုင်းချက်ပြုတ်ရလိမ့်မယ်နော်တီလာရောင်မရောင်မကျမခောက်ဆွဲစားခြင်းနဲ့ခောက်ဆွဲပြုတ်ပြီနော် ျမကတော့စိတ်သာဟင်းစားခြင်းနဲ့ယောက်မရဲ့ကျမအတွက်စိတ်သာဟင်းချက်ပေးပါအန်ဂျူမန်ဂျူဆန်ဂျူနင်တို့လည်းပြောတော့အောင်လေနင်တို့ရောအားလုံးနဲ့အတူတူပဲစားကြမှာလားတီတန်ဘာခွဲချက်ပေးရအောင်မလဲဘာစားကြမှာလဲရပါတယ်ယောက်မရဲ့ကျမတို့ကတော့ယောက်မချက်ပြောက်ထားတဲ့ချမင်းဟင်းတွေကိုပဲစားခြင်းတော့ယောက်မလိုက်ရဘလောက်ကောင်းလဲဆိုတော့ကိုသိခြင်းလို့လေဟုတ်တယ်ယောက်မရဲ့ယောက်မအစဉ်ပြေတယ်လို့ကြိုက်တာကိုသာချက်ပြောက်လိုက်ပါတော့ကျမတို့ကတော့စားတတယ်အားလုံးဒီလိုနဲ့စီမောကလည်းမိဖို့ကံနဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့ထမင်းဟင်းတွေကိုချက်ပြုတ်ပြင်ဆင်နေခဲ့ပါတယ် လူ14ယောက်15ယောက်အတွက်ထမင်းဟင်းတွေချက်ပြုတ်ရတယ်ဆိုတော့လွယ်ကူတဲ့ကိစ္စတော့လည်းမဟုတ်ဘူးလေ။ဒါကြောင့်ထမင်းဟင်းတွေကိုဒီမှာချက်ပြုတ်နေရင်ချက်ပြုတ်နေရင်နဲ့ချွေးတွေကလည်းတော်လေးကိုထွက်ပြီးတော့မောပန့်နေခဲ့ပါပြီ။အခုလိုမျိုးအလောက်တွေကိုပြပြမှန်လုံးနေကြရတဲ့အခါမှာတော့သူလည်းသူ့ယောက်ျားပေါ်ဒေါသတွေကြားထွက်နေရပေါ့။အမလေးသူကမြပြောနေတယ်။ငါအမတွေကထမင်းဟင်းချက်ပြုတ်ရတာအရင်ကဝါသနာပါကြတယ်။သူတို့ကိုဟောက်ကိုထမင်းဟင်းချက်ပြုတ်ကြလိမ့်မယ်တဲ့။ သူတို့အားလုံးထမင်းဟင်းချက်ပြုတ်ပြီးကြွေးရကိုငါကတော့ဘယင်မတပါလို့မျိုးထိုင်စားလို့ရတယ်ဆိုပဲရှောက်ပြောနေရယ်။ငါကတော့ဘယင်မမပြောနဲ့အခုဆိုရင်တော့ဒီအိမ်ကအလौသမားတယောက်လိုမျိုးအလौတွေကိုလုံနေရပြီ။တနာစရာကောင်းတဲ့ချွေမအသေးဆက်ဆက်လေးစီမကနိုင်ပေါင်းများစွာအချိန်ကုန်ခံပြီးစားစရာတွေကိုပြင်ဆင်ချက်ပြုတ်ခဲ့ပါရယ်။ချက်ပြုတ်နေရင်ချက်ပြုတ်နေနဲ့သူမခါရီတတော်လေးနာကျင်လာခဲ့ပါပြီ။ပထမတွေကသူမိသားစုဝင်တွေတလောက်များတယ်ဆိုတဲ့အကြောင်းသိရင်တော့ငါသူနဲ့ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး။တခြားတယောက်ကိုပဲရွေးချယ်ပြီးလက်ထပ်လိုက်တယ် သူကတော့ဟိုတယ်တစ်ခုမှာအလုံးလုံးနေတဲ့ chef တယောက်ကိုရှာပြီးတော့လက်ထပ်တင်တာပေါ့။ဘာဖြစ်လို့ငါနဲ့လာပြီးတော့လက်ထပ်နေရသေးလဲ။အိုဖျားသခင်အိုဖျားသခင်ကျမရဲ့ခါကျမရဲ့ခါတော့ကြိုးပြီးနေကြိုးပါရဲ့။အခုတော့ဘာမှမတတ်နိုင်ကြဘူးစီမရေနေတိုင်းနဲ့နေကမ်းပဲ။နေအခုထမင်းချကျွေးလိုက်အောင်တို့အားလုံးဒီလိုပဲပြောနေနေတူမအားလုံးကြွားထမင်းချကျွေးလိုက်ပါတော့ရဲ့။မိသားစုတွေအကုန်လုံးကတူမချက်ပြုတ်ပေးထားတဲ့ထမင်းဟင်းတွေကိုအားပါတရားစားတောက်ခဲ့ကြပါရဲ့။အားလုံးကလည်းတူမရဲ့ဟင်းချက်လျာကိုတော်တော်လေးသဘောကျပြီးချီးကျူးနေကြကြတာပေါ့။ ထွေးမလေးချက်ထားတဲ့ထမင်းဟင်းတွေကအရသာအရန်ရှိပြီးစားလို့ကလည်းကောင်းနေနော်။တော်တော်လေးကိုအဆင်ပြေရပဲ။ငါတို့ထွေးမရွေးလာခဲ့တာမှန်သွားပြီနဲ့တူပါရဲ့။ဟုတ်တယ်။ထွေးမလေးနေစင်နေတိုင်းထမင်းဟင်းချက်ပြုတ်ပြီးကျမတို့ကိုကျွေးနေမယ်ဆိုရင်တော့သူ့ရဲ့ဟင်းချက်လိုက်ရကတိထပ်ပို့ပြီးတော့တိုးတက်လာလိမ့်မယ်။နေစင်နေတိုင်းငါတယောက်ထဲထမင်းဟင်းချက်ပြုတ်နေရပြီးသူတို့အားလုံးကငါ့အိမ်မှာထမင်းလာစားကြမယ်ဆိုရင်တော့ငါသေဖို့ပဲရှိရပေါ့။ငါဘလောက်တောင်မှလှုပ်ပေးနေရမှာလဲ။လက်ထပ်ပြီးနောက်ထပ်ရတဲ့တပတ်အနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ လက်ထပ်ထားပြီးကြတဲ့စီမားရဲ့ရောင်းမလေးတွေကသူတို့ရဲ့အင်ကိုစီကိုပြန်သွားခဲ့ကြပါတယ်။သူတို့အားလုံးအင်ကနေပြန်သွားတဲ့အချိန်မှာတော့ချွေမအသက်လေးစီမားပြောရွှင်လုံးလုံးကောက်ခုံပြီးတော့မတက်ပါပဲ။တော်သေးတယ်တော်သေးတယ်မကောင်းဆိုအားငါးကောင်ကတော့အိမ်ကနေထွက်သွားလို့မဟုတ်ရင်တို့တို့ကချက်နေရင်ချက်နေရင်ငါခါပါကြိုးတော့မယ်နောက်ထပ်ငါးယောက်ကအိမ်မှာချက်နေသေးတယ်တို့ငါးယောက်စလုံးကိုလည်းဖျားသခင်တနည်းအားကိုပို့ပေးလိုက်ပါတော့အများဆုံးတို့ကိုလည်းရခမအိမ်တွေကိုပို့ပေးလိုက်ပါတော့တို့တွေကတစ်ချိန်ကုန်လုံးထိုင်ပြီးတော့ပဲစားတောင်းနေကြတယ် ငါကောအလုပ်လေးပါလေတခုခုကိုညီလောက်ကင်ပေးမယ်ဆိုတော့ဘယ်တော့မှမရှိဘူးတဖြည်းဖြည်းနဲ့စီမားလေးသူ့ရဲ့ရောင်မလေးတွေကိုစိတ်ထဲကနေတတော်လေးရွှန်ရှောင်းမုန်းတိလာခဲ့ပါတော့လေသူလည်းသူ့ရဲ့ရောင်မလေးတွေကိုစိတ်ထဲကနေအမြဲတမ်းကြိမ်စာတိုက်နေခင်မိရပေါ့သူမအခုလိုမျိုးဖြစ်နေရလွန်ကြောက်လည်းမလွန်ပါဘူးအလုပ်တွေအလုံးကိုသူမတယောက်ထဲပဲလုပ်နေခဲ့ရတာမဟုတ်လားတရမှာတော့သူမမိဖို့ခံနေမှာထမင်းဟင်းတွေချက်ပြုံနေရင်းနဲ့ခေါင်းတွေတအားမူလာခဲ့ပါတယ်သူမခေါင်းတွေအရန်မူပြီးမိလဲကြာတော့မဲ့အချိန်မှာပဲသူ့ရောင်မလေးတယောက်ရောက်ရှိလာခဲ့ပါတယ် ။သူကမေးလိုက်ပါတယ်။ရောင်မရောင်မရောင်မအစင်ပြည့်လားရောင်မဘာဖြစ်တာလဲ။ဘာဖြစ်လို့လဲ။မသိရောပါဘူးဟဲ့။ဘာဖြစ်တာလဲမသိပါဘူး။ရုတ်တရက်ခေါင်းလေးတအားမူးလာလို့လေ။မိသားစုတွေအကုန်လုံးကလည်းဒီမောက်ကိုချက်ချင်းပဲဇယုံကိုခေါ်ဆောင်သွားပေးခဲ့ကြပါတယ်။ကဲအားလုံးအကျွမ်းပျော်ရွှင်စရာသတင်းကောင်းရှိပါရဲ့ရှင်။အမအချွေးမလေးအခုဆိုရင်တော့ကဝယ်ဆောင်ထားရတယ်။အမကိုယ်တိုင်လည်းအခုအဖွားတယောက်ဖြစ်တော့မယ်။စီမကဝယ်ဆောင်ထားရတယ်ဆိုတော့သတင်းကိုကြားသိခဲ့ရတဲ့အခါမှာရောင်မလေးတွေအကုန်လုံးကလည်းဝမ်းတာမဆုံးဖြစ်နေခဲ့ကြတာပေါ့။ လက်ထပ်ပြီးအိမ်ကဆင်းသွားခဲ့ကြတဲ့ရောင်မလေးတွေအကုန်လုံးကလည်းချက်ချင်းပဲမိဘအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ကြပြီးတော့စွတောင်းမြတ်တာတွေအများအကြီးပေးခဲ့ကြပါသည်။ရောင်မလေးတွေအကုန်လုံးကိုအိမ်မှာပြန်လည်တွေ့ခဲ့ရတဲ့အခါမှာစီမတယောက်တော်တော်လေးကိုချွေးပြန်နေခဲ့ပါပြီ။သူမခေါင်းတွေလည်းပိုးပြီးတော့မူလာခဲ့ပါတယ်။ဒုက္ခပါပဲငါတေးရတေးလိုက်ချင်တယ်ဟဲ့ဒီငါရောက်ဘာလို့လောက်ပြန်လာလဲ။သူတို့တွေဒီကိုလာကြပြန်ပြီလားဘာလို့ဖို့လာကြတာလဲ။အခုတော့ငါကိုဝင်ကြီးနဲ့သူတို့တွေအကုန်လုံးကိုလည်းပြုစုပြောထောင်ပေးရအောင်မလားသူတို့အတွက်ထမင်းဟင်းတွေချက်ပြီးတော့ကျွေးနေအောင်မလား ဒါပေမဲ့ဒီတစ်ခေါက်မှာတော့စီမားထင်ထားသလိုမျိုးဘာတစ်ခုမှဖြစ်ခဲ့ခြင်းမရှိပါဘူး။သူရဲ့ရောင်မလေးဆရာအောင်ကတော့သူ့ကိုပြုစုပေးဖို့အတွက်သူရဲ့လိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးဖို့အတွက်အနားမှာရှိနေပေးခဲ့ကြတာပါ။ကဲရောင်မရေအခုရောင်မကဝယ်ဆောင်ထားပြီဆိုတော့အေးအေးစစ်စစ်အနားပဲယူနေလိုက်နော်။အိမ်လုံးတွေအကုန်လုံးကျမတို့အားလုံးအတူတူဝိုင်းပြီးတော့နှုတ်ပေးမယ်။ကျမတို့လည်းမိဘအိမ်ကိုပြန်လာတာဒါကြောင့်ပဲလေ။ရောင်မကတော့အဲ့ရပေါ်မှာအေးအေးစစ်စစ်ထိုင်အနားယူစားတော့ဟုတ်ပြီလား။ဟုတ်တယ်ရောင်မရေကျမနေစင်နေတိုင်းထမင်းဟင်းမျိုးစုံချက်ပြီးတော့ကျွေးမယ်နော်။ ဟုတ်တယ်ရောင်မကြီးရောင်မတခုတ်ခုတ်ဖြစ်သွားမှာဆိုလို့ကျမဘီနာမှာအမြဲတမ်းနေပေးမယ်ပြီးတော့ရောင်မကိုကျမတတိစကြကယူဆိုင်ပေးမယ်နော်အရင်နေ့ကစပြီးတော့စီမမထင်မှတ်ထားတဲ့အရာတွေအားလုံးဖြစ်လာခဲ့ပါတယ်ဒီမရဲ့ကံကျမတခုတ်လုံးလုံးဝကိုပြောင်းလဲသွားခဲ့တယ်လို့မျိုးပါပဲရောင်မဆရာတို့လုံးကအရင်တုန်းကနဲ့မတူဘဲနဲ့အိမ်လုံးတွေအားလုံးကိုတတိစကြလုပ်ပေးနေခဲ့ရပါတမဘာလို့အချက်တခုမှမရှိအောင်လဲတမကိုစိတ်ပျော်ရွှင်အောင်လို့ထားပေးခဲ့ကြပါသေးတယ်။တမကိုအလေးတွေလည်းမမှခိုင်းပါဘူး။ ဒီမှာကိုအဝိစာတစ်ထည်မှားလာမယ်ဆိုရင်တော့မှအားလုံးကဝိုင်းပြီးတော့ view site ပေးကြပါရစေ။ရောင်းမရေအခုဒါဘယ်ဟိုသွားနေရလဲ။ဒါတွေကိုမှားပြီးတော့ဘယ်ဟိုသွားအောင်မလို့လဲ။အင်းငါ့ရဲ့အဝိစာတွေပါ။အဝိစာတွေကရှော်ရအောင်မယ်လေ။ညပတ်နေရဆိုတော့စုပုံထားတာတော်လေးကိုကြာနေပြီ။ဒါတွေအကုန်လုံးသွားရှော်မလို့။ဟောထားလိုက်ပါရောင်းမရေ။ဘာဖြစ်လို့ဒီအဝိစာတွေကိုကိုယ်တိုင်ရှော်နေမလဲ။ကျမတို့ရှိနေရပဲကျမတို့ပေးလိုက်။ကျမတို့ကိုယ်တိုင်ရှော်လာခဲ့ပေးမယ်လေနော်။ဒါတွေအားလုံးကိုရှော်ပြီးရနေကျမတို့တိတ်တိတ်ချာချာလှမ်းပြီးတော့အချောက်ခံထားပေးပါမယ်။ ရောင်မလေးတွေအခုလိုမျိုးရုတ်တရက်ပြောင်းလဲသွားတာကိုတွေ့မြင်သွားကြရတဲ့အခါမှာစီမအရန်ကိုဝမ်းသာပြောရွှင်နေကြရပေါ့။သူမစိတ်ထင်မှလည်းဝမ်းသာလို့လို့သူတို့အကုန်လုံးကိုဆွတောင်းမြတ်တာတွေပို့ပေးနေခင်ပြီးပါရီ။အဲ့ဒါနဲ့အတူတူသူမအရင်တုန်းကရောင်မလေးတွေအပေါ်တွေးခဲ့တဲ့အတွေးတွေကြောင့်ကိုဟတ်ကိုလည်းနောင်တရနေခင်ပြီးပါရီ။ဒါကြောင့်သူမစိတ်ထဲကနေလည်းပြောနေခင်လိုက်ပါရီ။အိုဖျားသခင်ကျမတကယ်ပဲမှားသွားပါရဲ့ရှင်။ကျမခွန့်လပါကျမကဒီမီတာစွင့်တွေအကုန်လုံးရဲ့အကြောင်းအသေးစားလည်းမသိဘဲနဲ့သူတို့ကိုမကောင်းမြင်ခဲ့မိရဲ့ ကျမဒီရောင်မလေးတွေအကုန်လုံးကိုမကောင်းတဲ့သူတွေဆိုပြီးတော့အမြဲတမ်းကျင်းစာတိုက်နေခဲ့ရ။အခုကျမရဲ့ဘဝမှာအရင်အရေးကြီးတဲ့အချိန်ရောက်တော့ကျမလိုအပ်နေတဲ့အချိန်သူတော်လေးတွေကပဲကျမနားမှာရှိနေပေးခဲ့ကြတာ။ကျမကိုဘလောက်တောင်မှချစ်ပြီးတော့ဝိုင်းဝန်းကူညီပေးကြလဲကြည့်ပါဦး။အလုပ်တစ်ခုတောင်မှကျမကိုမလောက်ခိုင်းခဲ့ကြဘူး။သူတို့အားလုံးကတကယ်အရင်အကောင်းမွန်ကြတဲ့သူတွေဆိုတာကိုတော့လိုအပ်တဲ့အချိန်မှာကျမတီးခွင့်ရခဲ့ပြီ။ဘလို့မျိုးကူးဆိုင်ပေးနေကြလဲကြည့်ပါဦး။ အခုလိုမျိုး view site ပေးနေတဲ့ပုံစံမျိုးကိုတော့လေကျမရဲ့မိဘအိမ်ကိုတွားရင်တော့မှကျမရဲ့မိကကျမကိုအလောက်ထိ view site ပေးနိုင်မှာမထင်ဘူး။စီမတယောက်ထဲစကားတွေပြောဆောင်နေခဲ့တဲ့အချိန်မှာပဲသူ့ရဲ့ရောင်မအငယ်ဆောင်နေသူ့စီရောက်လာပြီးပြောလိုက်ပါတယ်။ရောင်မရဲ့ရောင်မခလေးလေးကပဲအချိန်ရောက်လာမှလည်းခလေးလေးကိုအရန်တွေးနေနေပြီ။ဘယ်ခလေးလေးလဲလာသည်။ဘယ်ခလေးလေးအကြောင်းပြောနေရလဲ။ဟာရောင်မလည်းရောင်မရဲ့ဘွိုက်ထဲမှာဖွက်ထားတဲ့ခလေးလေးကိုပြောတာလေ။ဒီဘိုက်ထဲမှာရှိတဲ့ခလေးလေး ။အော်ဒီကလေးလေးလား။ဒီကလေးလေးကတော့အမြန်ဆုံးရောက်လာပါလိမ့်မယ်။ခဏလေးပဲထပ်ပြီးတော့ဆောင်းလိုက်တော့သူ့အမြန်ဆုံးတွဲခွင့်ရသွားလိမ့်မယ်ဟုတ်ပြီလား။ဒါနဲ့နေရဒီကလေးတို့ကဘာလို့ဒီလောက်တောင်မှစိတ်လှုပ်ရှားနေရတာလဲ။ဘာလို့စိတ်လှုပ်ရှားမှာလဲ။ရောင်မရဲ့ကျမလည်းကလေးနဲ့အတူတူစောင့်ကျင်သေးရဲ့လေ။ဒီစကားကြားခဲ့ရတဲ့ခါမှာတော့စီမားကလည်းသူ့ရဲ့ရောင်မအငယ်ဆုံးလေးကိုအရန်ချစ်သွားခဲ့ပါရီ။သူမကိုယ်တိုင်လည်းမိခင်မြေတာကိုခန်းစားလိုက်ရပါရီ။ချက်ချင်းပဲသူ့ရဲ့ရောင်မလေးကိုလည်းသူဖတ်ထားခဲ့လိုက်ပါရီ။ကဲငါရောင်မလေးတွေအကုန်လုံးအသက်ရှည်ကြမှာကြပါစေ။ ချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့စီမမွေးဖွားမယ့်နေရာကိုရောက်ရှိလာခဲ့ပြီးသူရဲ့ပထမအဦးဆုံးကလေးလေးကိုအောင်မြင်စွာနဲ့မွေးဖွားနိုင်သွားခဲ့ပါတယ်။ရောင်မလေးတွေကလည်းသူတို့ရဲ့ပထမအဦးဆုံးတူလေးကိုမြင်တွေ့ခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်လွန်းလို့ကောက်ခုံမတက်ပါပဲ။သူတို့အိမ်မှာလည်းခလေးလေးမွေးဖွားလာခဲ့တဲ့အချိန်မှာပွဲကိုကြည့်ကြဲခနာစွာနဲ့ကြပါခဲ့ကြပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်